ဝါဟိုမင်းကဘာလို့ကိုကံမင်းကဘာလို့ပလောင်မင်းပလောင်မင်းလဲပြီးငလာမယ်ဆိုတော့ပလောင်လဲသူပြောလိမ့်ဝါနဲ့ကိုကံတို့ကောင်းကောင်းလက်ဆင်ပေးပြီးသွားပြီစစ်တပ်ကလည်းလက်ဆင်ပေးပြီးသွားရင်တော့ဝါနဲ့ကိုကံတို့လက်ဆင်ပေးပြီးသွားပြီအခုပလောင်လက်ဆင်ပေးတဲ့အားသေးပါလားငါတို့ကံကဒီဒီနေရာမှာငါတို့ရှိမှာတော့ PDF တွေမရှိပါဘူးလုံးလုံးရရကျင်နေရတယ်ဆိုပြီးလူကောင်းမွားတဲ့ခဲ့တဲ့အရာတွေကအချိန်တိုင်းပြန်ပေးဆက်ရအောင်လို့ဆိုတော့ဒီတပြက်ကများလို့တပြက်ပြန်အဲ့တော့အချိန်တိုင်းစစ်တပ်ကနိုင်မှာပဲဆိုပြီးတော့ဘိုက်ပင်းနဲ့နဲ့မကြောက်ဘူးဆိုတော့ကိုယ့်ရဲ့တဘောပါ ိုင်းချရမီဘာပီတူညီကိုမော်ရမာများအားလုံးမင်္ဂလာပါ news bit channel ကနေပြန်မပြောင်းလဲကြိုဆိုလိုက်ပါရယ်2025ခုနှစ် April 23ရက်နေ့ကျွန်တော်ညပိုင်းဗီဒီယိုတင်ဆက်မှုတွေနဲ့ကတော့ဒီနေ့ညမှာနောက်ဆုံးချတရတဲ့ Talent Train 2တွေနဲ့ Last Show မျိုးနဲ့ပတ်သက်ပြီးတော့နောက်ဆုံးအကြောင်းအရာတွေကိုကျွန်တော်သိရမှာမို့လို့ကျွန်တော်တူဗီဒီယိုစာဆုံးချစ်ရှုပေးချဖို့အားလုံးကိုဖိတ်ခေါ်လိုက်ပါရယ်ကျွန်တော်အယုံဆုံးနေတဲ့ခါတိုင်းလိုပဲ Train တို့လေးတွေကြည့်လိုက်ရအောင်နော်ပထမဆုံး Train တို့ဘုံအနေနဲ့ကတော့ ။ကရင်ပြည်နယ်ကော့ကရိတ်နဲ့ကျွန်းတို့လမ်းပိုင်းမှာရှိတဲ့စစ်တပ်ကြီးစခန်း၅ခုကိုကန်နယ်လီပီဒီအက်ပေါ်တရရနေပြီးတော့မှထိန်းချုပ်လိုက်ပြီးတော့မှစစ်ကောင်စီတပ်ဖွဲ့ဝင်၁၀ဦးထက်မှလည်းထွပြေးခလုံးလာတဲ့ဆိုတဲ့သတင်းပဲဖြစ်ပါတယ်။ အပယ်လာဆက်ရှိနေတဲ့စကွေးနေတွေမှာကျွန်တော်နဲ့ကော့ကရိတ်ကိုတွားတဲ့လမ်းမကြီးပေါ်မှာရှိတဲ့ DKBA ဘိုဘီ BGF မဝင်းအောင် PC အဖွဲ့ခမရ946ခမရ945တက်တွေရဲ့အထိုင်ဂိတ်နေရာတွေအကုန်ဆွန်ပြီးတော့မှပြေးကုန်ကြပြီးအပယ်လာ27ရက်မှာကျွန်တော်ခမရ945တက်ကနေပြီးတော့မှစစ်သား6ဦးပြေးလာတယ်။ဖန်တက်ကနေပြီးတော့မှ9ဦးပါတယ်။စစ်မှုထမ်းတပ်သားတွေ4ဦးပါတယ်။အခုတင်ပတ်ရထားတာက၄တိုင်၅တိုင်နွားချံကုန်း ကောဝါလက်နေရာတွေပေါ့သူတို့စစ်တပ်ခြံနေတာကကိုတိုင်နာကတကိတ်လိုင်ဝါတကိတ်ခြံနေတဲ့အဲ့ဒီဂိတ်နဂိတ်ပြီးရင်တော့ကော့ကရစ်နဲ့ကျွန်တို့ကြားမှာရှိတဲ့စစ်ကောင်စီတရဲနေရာတွေကလွဲလို့ဂစ်စကားတွေမရှိတော့ဘူးဆိုပြမပြောဆိုထားတာပဲဖြစ်ပါတယ်ဆိုတော့ဒါကတော့ကျွန်တို့ကန်နယ်လေးနဲ့ပြီးတဲ့ပွန်တဖို့ဝင်နေတဲ့ပြမစစ်ကောင်စီရဲ့ပေါ့နော်ဒီလိုမျိုးဒီကျွန်တို့နဲ့ကော့ကရစ်လမ်းကြားမှာရှိတဲ့ဂစ်စကားတွေကိုထိန်းချုပ်နိုင်ခဲ့တာပြမကြားခင်မှာတော့ကျွန်တို့ဘက်ကနေပြမအဲ့ဒီလမ်းပိုင်းတကြောကိုအလို့ဆုံးထိန်းချုပ်နိုင်တော့မယ်လို့တရင်ကောင်းကြားရတာပဲဖြစ်ပါတယ် နောက်ထပ်သတင်းတပိုးအနေနဲ့ကတော့စကိုင်းတိုင်းအင်းတော်မြို့မှာပြည်သူတွေနဲ့တော်လိုင်းတမားတွေကိုတပြက်ခဲ့တဲ့ထွေအိုးဝင်ထမ်းတွေမြို့နယ်အုပ်ချုပ်ရေးမှူးပြူစော်ထီးတွေနဲ့ SNA တပ်ဖွဲ့ဝင်တွေပါဝင်တရားခံ30ကျော်ကိုဖမ်းဆီးအရေးယူထားတဲ့ဆိုတဲ့သတင်းကောင်းလေးပဲဖြစ်ပါတယ်။သူတို့ကိုဖမ်းမိတာကမြို့သိမ်းတဲ့ပွဲပြည်တဲ့နေ့ကလေးကဖမ်းမိတာမှပါတယ်။အခုသူတို့ကိုတော့တိုင်းကိုလွှဲပို့ပေးထားတဲ့ပြူစော်ထီးတွေ SNA တပ်ဖွဲ့ဝင်တွေအုပ်ချုပ်ရေးမှူးတွေမြို့နယ်အုပ်ချုပ်မှုတွေပါပေါ့။ မျိုးနယ်မိုးမောင်လာတင်ဆိုတာကတော့တော်တော်ဆိုးတဲ့အရင်မိုးလံတစ်မျိုးလုံးတရက်ဖောက်ပြီးတော့မှပိုင်ရတဲ့သူဖမ်းမိတဲ့သူတွေကဒေတာခံတွေဆိုတော့ဘယ်သူကဘာလုပ်တယ်ဆိုတာသိနေတာပေါ့သိနေတော့စစ်တပ်ကိုတရင်ပေးပြီးတော့မှဖမ်းခိုင်းတယ်ပြီးတော့ဒေတာခံပြူစော်ထီတွေဆိုရင်သူတို့ကိုယ်တိုင်တက်ဖြတ်တာမှပါဝင်ကျွလွန်တဲ့သူတွေပါဆိုပြီးတော့မှအင်းတော်မျိုးပြည်သူ့ကော်မတီတမတော်တရင်မိကနေပြီးတော့မှပြောဆိုထားတာပဲဖြစ်တယ်ဆိုတော့ဒီလိုမျိုးပြည်သူတွေနဲ့တော်လိုင်းတမားတွေကိုရဲဆက်ဆက်တက်ဖြတ်ပြီးတော့မှပြည်မှုပေါင်းစုံကျွလွန်ထားတယ်ပေါ့နော်စစ်ကောင်စီလက်အောက်ခံတွေကိုကျွန်တော်တို့ကနေပြီးတော့မှ တနာညာတာထောက်ထားလို့မရဘူးဆိုတာကိုလည်းပြည်သူတွေဘက်ကနေပြန်မပြောဆိုလာကြတော့မလို့သူတို့နဲ့ထိုက်တဲ့လို့ပတ်တဲ့ပြည်တံတွေချမှတ်သွားမယ်လို့မျှော်လင့်ရတာဖြစ်ပါတယ်။ကဲကျွန်တော်ဒီနေ့ညပထမဆုံးအနေနဲ့ကြံပါကတော့ကျွန်တော်ခုဆိုရင်အင်းတော်မျိုးမှာစကောင်စီလျောက်ခံ30လောက်ကိုအခုဆိုရင်အပြစ်ပေးယူဖို့ရှိနေတယ်ဆိုတဲ့တရင်နဲ့ပတ်သက်ပြီးတော့မှကိုစီကနေပြီးတော့မှဝန်တာရဖွဲ့ပါနော်။ဒီချာလေးရှင်းပြပြောဆိုထားတဲ့ဟာလေးကျွန်တော်စာကြည့်လိုက်ရအောင်နော်။ဒီတရင်ကိုတတိုင်းပြည်လုံးမှာရှိတဲ့ဒီစစ်တပ်ထောက်နိုင်လုပ်နေတဲ့ပြူစောဒီဒီအုတ်ထုတ်ရေးမှုတွေနော်အားလုံးတိတယ်။ ငါတို့ကာလဒီဒီနေရာမှာငါတို့ရှိမှာเนาะ PDF တွေမရှိပါဘူးလုံးလုံးရရနေရတယ်ဆိုပြီးလူဘဝရခဲ့တဲ့အရာတွေကတစ်ချိန်တိုင်းပြန်ပေးဆက်ရအောင်မယ်ဆိုတာဒီတရင်ကခင်ဗျားတို့တက်တည်ပြတာအဲ့တော့အချိန်တိုင်းစစ်တပ်ကနိုင်ငံပဲဆိုပြီးတော့ my twin net နဲ့နှက်ကြမယ်ဆိုလေကိုယ့်ရဲ့တဘောပါပဲနော်အခုဒီအင်းတော်မြို့နယ်မှာလည်းဒီလိုပဲအခုလက်ရှိဖမ်းကန်တရားလက်ဒီကွေး30ကျော်ပုတ်ကွေး30ကျော်ပါလေတချင်ရခင်ဗျားတို့တွေးတယ်လို့ပဲတွေးခဲ့တာငါတို့ဒီထက်မှာ PDF တွေမရှိပါဘူးအချိန်တန်စစ်တပ်ပဲနိုင်ငံမှာပဲဆိုတဲ့အတိတွေးခဲ့ပြီးတော့ဒီလိုမျိုးပြည်သူတွေအပေါ်မှတ်ရန်ရုံမှာခဲ့တဲ့အလုပ်တွေလုပ်ခဲ့တာ ဒါပေမဲ့အခုချိန်မှာသူတို့အလှည့်ပြန်ရောက်ပြီ။အဲ့တော့တနာစရာကောင်းပြီလား။အဲ့ဒါလိုပဲတနိုင်ငံလုံးမှာရှိတဲ့ထုထင်အရာဝတီတိုင်းမှာရှိတဲ့အုပ်ကြီးတွေနေနဲ့ငါတို့အရာဝတီတိုင်းကိုနော် PDF တွေတော်လှန်ရေးစုတွေမရောက်နိုင်ဘူးထင်တယ်ခင်ဗျားတို့နောက်ကကြီးကြီးရပါလိမ့်မယ်။ကျွန်တော်တို့ကတိလို့ချိန်ချောက်တာမဟုတ်ဘူး။မဖြစ်တင်တာကိုမဖြစ်အောင်လို့တည်ပေးတာပဲရှိတယ်။ဒါအောင်မှကိုယ့်ကိုဆက်မိုက်ပြီးလှုပ်ရမယ်ဆိုလေတဘောပါဟုတ်တယ်မလား။ရှင်းရှင်းပြောရင်ကျွန်တော်တို့ကတော့တော်လန်ရေးသမားတွေကတော့အဆုံးထိသွားမယ်ပွဲ။နော်အဲ့တော့ငါတို့ data မှာ PDF တွေမရှိဘူး။ လုတ်ချင်တိုင်းလုတ်မယ်ဆိုလို့ရှိရင်လည်းကိုယ့်ရဲ့တဘောပါပဲအချိန်တန်ကြအခုဒီပုံထဲမှာเนาะကျွန်တော်ပုံမပြတော့လို့เนาะ software တွေတွေးတန်တေးနေဖြစ်နေတော့ပုံကျွန်တော်မပြတော့တက်ချက်တန်ထိမှာဆိုလို့เนาะကြည့်ကြည့်လို့ရှိရင်တင်းနေတယ်မှာဝင်ကြည့်ဒီတင်းကအောက်မြေပြန်လဲပို့လာတယ်တကယ်ရှိတယ် detail ဆိုးတဲ့ပုံတွေလည်းရှိတယ်ဒါပေမဲ့ကျွန်တော်တို့က media ကိုကြော်ပြီးတော့မတင်ဘူးတောင်းတော့မှာဘူး reaction လောက်တော့ media တင်ထားတဲ့စာသားအတိုင်းပဲကျွန်တော်လုတ်တာများတယ်ဘာဖြစ်လို့လဲကျွန်တော်ဒီ online မှာတင်းဥစရာမလိုအားလုံးကတင်းနေပြီလား ဲ့တော့အထူးသဖြင့် ARV တိုင်းအပါအဝင်အခြားတော်တိုင်းနဲ့ပြည်နယ်အနှံ့မှာရှိနေတဲ့เนาะအုတ်ထုတ်မှုတွေစစ်တပ်ထောက်တိုင်တွေအနေနဲ့စဉ်းစားကြပါဒီတိုက်ပွဲဟာဘယ်လောက်ထိတွားမှာလဲ62မှာအာနာပိနေရတယ်88မှာအာနာပိနေတယ်2021အာနာပိနေတယ်အဲ့ဒီ၃ခုတူတလားပဲနှိုင်းရှင်ကြည့်ပါပြီးတော့ချင်းအပေါ်ကဘလောက်ပဲခိုင်ခိုင်ငါလုတ်တယ်မလုတ်တယ်ဆိုတဲ့အတီးတရားနဲ့စဉ်းစားဆုံးဖြတ်ကြပါအချိန်မရှိတော့ဘူးအချိန်လုံမအခုအင်းတော်ကောင်းနေလို့အချိန်လုံမဆိုရင်တော့အဲ့ဒါလို့သွေးရဲရဲတန်ရဲရဲနဲ့ဒူးထောက်ခွင့်မရတော့ဖြစ်သွားလိမ့်မယ် ကိုစရတော့ဒီဘောမတွေနဲ့ပေါ့နော်စစ်ကောင်စီလက်အောက်ခံတွေကိုတေချာလေးကိုရှင်းပြပြောဆိုထားတာဖြစ်တယ်အခုဆိုလဲကျတော်အင်းတို့မြို့မှာအရင်တော့ပြည်သူတွေနဲ့တလိုင်းတပ်မားတွေပုံမှာတပ်ဖြတ်မှုတွေလုံးဆောင်ခဲ့တဲ့စစ်ကောင်စီလက်အောက်ကအုတ်ကြီးထွေဦးတွေနဲ့လူမျိုး review sorry တွေကိုအခုဆိုရင်ပြန်ပြီးတော့မှပြပေးဖို့လုပ်နေတာပြပမကျတော်အခုချိန်မှာပြည်သူအလုံးသိရှိထားတယ်ပေါ့နော်အရေးတွေတိုင်းထဲမှာဆိုအုတ်ကြီးတွေကတော်တော်လေးကိုစွဲရနေတယ်လို့သိရတာပဲဖြစ်ပါတယ်အကောင့်တွေနဲ့လည်းဒီလိုမျိုးဆက်လက်ပြီးတော့မှ migration နဲ့နေဦးမယ်ဆိုတော့ကျတော်တော်လိုင်းတပ်ဖွဲ့ဝင်တွေကနေပြီးတော့မှ ဒီအရာတွေတိုင်းတစ်ခုလုံးကိုတင်ပတ်တဲ့အချိန်ကျတော့သူတို့ရဲ့ပြည်ထောင်စုတက်ပြန်ပြီးတော့မှပေးဆက်ခိုင်းမှာပဲဖြစ်ပါတယ်။နောက်ထပ်ဗီဒီယိုသဘောအနေနဲ့ကတော့ကျတို့တော်လိုင်းပြတော်သားတို့ဖြစ်ရပါတော့။ကိုဘူဘူကျော်ကနေပြီးတော့မှလာရှုမြို့ကို MND ကနေပြီးတော့မှတက်ဆုပ်ပေးလိုက်တဲ့တရင်ပေါ်မှာသူ့မြို့ကိုတုံးသက်ပြောဆိုထားတဲ့ဟာလေးကျတို့ဆက်ပြီးတော့မှကြည့်လိုက်ရအောင်နော်။လာရှုမှာကပုံမှန်လေးပြောရရင်အဲမြန်မာအခက်တရုပ်အချက်ဖြစ်သွားတာပေါ့။ဘလို့ပဲဖြစ်ဖြစ်ဒါတရုပ်သိမ်းလိုက်တာပဲ။အဲ့ဒါကိုဟိုးဘုံမသိဘာမသိနဲ့ဟိုးဘက်ကဘောမာတယ်။မင်းတို့တွေပြောနေကြတာဟာ မင်းတို့ရဲ့ဘိုးချုပ်ကြီးကအာလုံးဝအုံတော့ညံကောင်တနတ်တစ်ချက်ဖောက်เสียမလို့ဘဲလက်လာရှို့ပြန်ရအောင်ပြောမင်းတို့တကယ်ရလားအခုဒီတရုတ်ကိုယ်စားလေအဲ့ဒီမှာယုံတည်ပြီးနေနေတာတော့မင်းတို့တကယ်ပိုင်ပြီလားအပြင်မှာငါတို့လူတွေကြီးပဲ MNDA တွေ TNL တွေငါတို့လူတွေကြီးပဲအပြင်မှာ PDF တွေအများကြီးမင်းတို့လာရှို့တမြို့တွေရလား ့ဆုတ်ပြီးတော့ဝန်တန်တယ်ရတာတော့မင်းတို့ကောင်တွေဝင်ရဲလို့လားတရုတ်အဆောက်ချောင်းနဲ့ဝင်လာတာအထက်ကောင်တွေကမင်းတေချာလက်ပြက်မေးကြည့်အောင်အထက်မှာမင်းတို့ရောက်နေတဲ့မင်းတို့တိုင်းမှုဆိုတဲ့ငတိရဲမင်းတို့ရောက်နေတဲ့အထွေအုပ်ဦးစီးမှုတွေဘာညာတွေပေါ့ကွာမင်းတို့သူတို့တွေရောအဆင်ပြေကြရတယ်တမေးကြည့်အောင်ဘလောက်တော့ကြောက်နေလဲဆိုတာအင်းတို့ကဂျူးကြောင်မူးကြောင်နဲ့တလားပေါက်ခက်40လိုင်းပေါ်မှာရှောက်မပြောနဲ့မင်းတို့ဖားစရာမကြီးစွတ်ဖားမနေနဲ့တလားမင်းတို့မင်းအောင်မင်းအောင်နိုင်ရမင်းတို့တရုတ်မြင့်နေဆိုလို့ပေးပြီးတော့ လှုပ်လိုက်တာအဲ့တော့တရုတ်ကလည်းသူတို့လှုပ်ဆရာရှိတာသူတို့လှုပ်လိုက်မယ်မင်းတို့လည်းဘာမှသုံးဝင်မှာမဟုတ်ဘူးအထင်းမှာတတနေထိုင်နေတော့နောက်ထပ်မသားဘောဘူးပဲရှိတယ်သိလားအပြင်ထွက်ရင်အဲ့ဒါတော့ကြိုပြောတာပဲအာနောက်တစ်ခုတော့ဒါပေချင်းပြတ်မှပြောရတာလေဒါကတော့ဒီလိုပဲလုပ်ဖို့ဒီကောင်အပြစ်ကရက်စေတယ်ဆိုတာပါဇက်ကပဲပြောနေကိုဘဘကျိုးပြောတာမှန်းနဲ့နော်အခုဆိုရင်တော့လရှုမျိုးကဆန်စီကွန်ဆီယလက်ထက်ကိုကျတို့တေချာပေါက်ရောက်တယ်ဆိုပြတော့မပြောလို့တော့မရသေးဘူးဘာလို့လဲဆိုတော့ နေတေယုအထူးကိုယ်စားလှယ်ကနေပြီးတော့မှမြန်မာပြည်ထဲမှာရှိတဲ့ဒီလိုမျိုးစကောင်စီဖွဲ့ဝင်တွေကိုသူကနေပြီးတော့မှစောင့်ကြည့်ဖို့ပြောဆိုနေတာဖြစ်တယ်လို့ MND နဲ့နောက်ထပ်စစ်ပွဲတွေဖြစ်လာမှာကိုကြိုတင်သားမယ်ဆိုတဲ့ပုံစံမျိုးတွေပေါ့နော်အခုချိန်ထိလာရှုမျိုးမှာပဲစစ်နေတုန်းဆိုတဲ့အကြောင်းလည်းကျွန်တော်ကြားသိရတဲ့ပဲဖြစ်ပါတယ်ဘလို့ပဲပြောပြောတရုတ်ရဲ့ဒီလိုမျိုးမြန်မာပြည်တွင်းရေးမှာတော်တော်လေးဝင်ရောက်စစ်ဖက်မှုတွေကအခုဆိုရင်စီးကျော်လာတော့တွေ့ရတာပြီးတော့မှပြည်သူတရလုံးဝနေပြီးတော့မှလည်းတရုတ်ရဲ့ခန်းကဏ္ဍနဲ့ပတ်သက်ပြီးတော့မှမေခွန်းတို့ဝေဖန်ပြောဆိုမှုတွေလည်းရှိလာတာပဲဖြစ်ပါတယ် ကဲကျွန်တော်နောက်ထပ်ဗီဒီယိုသဘောအနေနဲ့ကတော့ဒီဘောမကျော်မြင့်မြတ်ရနေပြီးတော့မှမြောင်းလိုက်တော်တော်လေးကိုအားကိုးနေတဲ့တေဟုတ်ပါဆိုရင်အရင်ကကြောက်စရာကောင်းတဲ့ဆိုတဲ့ပုံစံမျိုးနဲ့ပေါ့နော်အခုချိန်ကြာမှပြောင်းလေးမျိုးစားပြတ်ထားတဲ့ဟာလေးကျွန်တော်တစ်ချက်လောက်နားထောင်ကြည့်လိုက်ရအောင်နော်တေဟုတ်စဉ်းစားပုံကလည်းမြန်မာ우ဘတ်ဖာထားတယ်အခုကျွန်တော်ပုံနဲ့ပြောရင်အာဆီယံနိုင်ငံတချို့ဘယ်နိုင်ငံပြောနိုင်ငံတခုကသူ့ရဲ့ဆမနာသူတို့ဒိတ်ပိုင်းကောင်းဆောင်ကြီးဆမနာထဲမှာစီဝေးကြတဲ့ခါမှာအကယ်၍သူနဲ့သူ့အိန္ဒိယနိုင်ငံဆစ်ဖြစ်တဲ့အခါကြာရင်အဲသူတို့သူ့ရဲ့ဆမနာတခုမှာကျွန်တော်မိတ်ဆွေတေးချောင်းပြပြသွားတယ်အဲ့ဆိုတော့သူကတေးချာရှိတယ် ဆစ်ဖြစ်ခဲ့အဲ့ဒီအိန္ဒိယနိုင်ငံသူသူအိန္ဒိယနိုင်ငံဆစ်ဖြစ်ခဲ့သူလုံးမှာပထမဆုံးကအဲ့ဒီသူအိန္ဒိယနိုင်ငံမြို့တော်တက်သိမ်းမယ်တက်သိမ်းမှာသိမ်းပလိုက်ပြီးတာနဲ့သူကဆစ်ကိုအဲ့ဒီသက်ဆိုင်ရာသူကသူနဲ့ဆစ်ဖြစ်မဲ့နိုင်ငံနိုင်ငံရဲ့မြို့တော်နဲ့ area တွေမှာပဲဆစ်ပွဲဖြစ်ကံတယ်ဘာဖာဆုံးဖြစ်နေဆစ်ဖြစ်ကံတယ်သူနိုင်ငံတွေကိုကြီးတိချမမချပဲနဲ့ခိုးဘက်ကိုပဲဆစ်ဖြစ်ကံပြီးတော့သူပြောရင်တော့ကျွန်တော်တို့ရုရှားကယူကရိန်းလို့သူလိုမျိုးပဲဆိုတော့ဒီနေရာကိုသူကသူ့မြေဒါသူ့မြေဒီမှာသူအိန္ဒိယမြေအိန္ဒိယမြေ ဆိုစစ်ပွဲဖြစ်ဆိုဒီဘက်မျိုးတော်တက်သိမ်းလိုက်တဲ့ခါကျတော့တစ်ဖက်ကသူ့မျိုးတော်ကိုပြန်ရည်တိုက်ရင်လည်းဒီဘက်ကိုစစ်တိုက်ချင်မရဘူးအဲ့တော့သူ့မျိုးတော်ကိုပြန်ရည်တို့ကိုတိုက်ရင်လည်းနှစ်နဲ့ချီကြသွားပြီဒီဘက်ကဖြည်းဖြည်းပြန်ဆုပ်ဆုပ်ပြီးဆိုရင်လည်းဒရင်ရောက်ကိုစီးဖားလို့ကြာအဲ့ချိန်မှာသူ့ဒီဘက်ကအကောင့်တိုင်းရှိတယ်ဒီဘက်ကပြတ်စီသွားမယ်ပြောချင်တာအဲ့ဒီနီးကိုအာဆီယံနိုင်ငံဒါရတိတယ်နော်ထိတ်တိသူတို့ထိတ်တိတွေစီးရွေးမှာအဲ့လိုဆိုနေကြတယ်ဆိုတော့အဲ့ဒီနီးကိုကမ္ဘာနိုင်ငံမှာရှိတဲ့နီးတော်တော်နိုင်ငံကြီးတော်များအဲ့ဒီတိုင်းဆက်လာတယ်စစ်ဖြစ်လာခဲ့ရင်သူများနိုင်ငံတွေကပိုင်တဲ့အတင်းဝင်ဝင်သိမ့်ပါပဲပြီးတော့အဲ့ဒီနေရာကနေဖြည်းဖြည်းချင်းပြန်ဆုပ်မယ်နောက်ဆုံးမှာအဲ့ဒီနေရာထောင်းလုံးမောင်းကြည့်ပြီးကြံခဲ့မယ် တို့နိုင်ငံအကောင်ဒီဘက်ကထောင်းလုံးကြီးကျန်နေပဲအဲ့ဒါကိုနယ်လန်ထူရတာနေနေအဲ့ဒီနိုင်ငံကမွေးမယ်အဲ့ဒါကိုမင်းစနစ်ကိုတို့ကအများဆုံးတုံးရတယ်ဆိုမြန်မာပြည်မှာလည်းအဲ့ဒီအတိုင်းတချို့နိုင်ငံတွေကကျင့်သုံးလာတယ်တရုတ်ကလည်းကျွန်တော်နိုင်ငံရဲ့နယ်နိမိတ်တွေဘာဖာဇုံဖြစ်နေမထားဘူးလို့မပြောနိုင်ဘာဖာဇုံဖြစ်နေမြန်မာစစ်တပ်ကိုလည်းတုံးနိုင်သလိုအဲ့လက်နက်ကင်ဖွဲ့စည်းအကုန်လုံးလည်းသူတုံးနိုင်တယ်ဘာဖာဇုံဖြစ်နေတုံးနိုင်တယ်ဒါတွေကတုံးဖို့ဖြစ်နိုင်ခြင်းရှိအရာလေးကြီးပဲဆိုတော့ဒါကြောင့်ကျွန်တော်သတိထားရမယ်တရုတ်ကစဉ်းစားပုံကအဲ့ဒါပဲဆိုတော့တရုတ်ကပြန်ပြီးတော့သူပြန်ဖွင့်မယ်ဒါပေမဲ့ဝါ우မင်းကဘာလို့ကိုကံမင်းကဘာလို့ပလောင်မင်းပလောင်မင်းလှည့်ပြီးငလာမယ်ဆိုတော့ပလောင်လည်းသူပြောလိမ့်မယ်ဝါနဲ့ကိုကံတို့ကောင်းကောင်းလက်ဆင်ပေးပြီးသွားပြီ စစ်တပ်ကိုလည်း lesson ပေးပြီးသွားရင်တော့1နဲ့9ကလည်း lesson ပေးပြီးသွားပြီအခုပလောင် lesson ပေးတဲ့အောင်တေးပါလာလိမ့်မယ်ပြီးရင် KIA ကို lesson ပေးတာလည်းလာလိမ့်မယ်တဖြည်းဖြည်းချင်းပေါ့ပုံစံမတူတဲ့ပုံစံနဲ့သွားလိမ့်မယ်အဲ့ဒါတွေကျွန်တော်စောင့်ကြည့်ရမယ်အခင်းချင်းနေဆိုတော့ဒါက last show ရဲ့ဖြစ်စဉ်တွေရဲ့ဖြစ်လာလက်တန်းသောပုံစံတွေကိုပြောပြတာအဲ့တော့သုံးဘက်မြင်ကိုခင်ဗျပြောပြီးသွားပြီအဲ့တော့ပြည်သူလူထုအမြင်ပြည်သူ့မြန်မာတို့မကျင်းတဲ့လားရှိမယ်မကြိုက်တာရှိမယ်စိတ်ဆိုးတာရှိမယ်ဒေါသထွက်တာရှိမယ်အာအားအသင်တာရှိမယ်ပြောတာရှိတိုက်တယ်လို့ခံစားခင်ဗျားတို့ခံစားမှုအမြင်ခင်ဗျားတို့အမြင်အဲ့တော့ဦးမြောင်လည်းမကြိုက်ဘူးလေကြိုက်တယ်ဒါဦးမြောင်ကပြောတာမကောင်းဘူးလို့ပြောတယ်လေယူတာတော်တယ်လေတိုက်တယ်လို့ဆိုနေတာခင်ဗျားတို့ရဲ့အတွေ့ အဲလက်တွေဖြတ်သွားတာအိုက်ကူကလည်းဘက်သုံးဘက်အမြင်အဲ့တိုင်းပဲသွားတာအဲ့ဒီတိုင်းပဲဆက်ဖြစ်မှာဒါကြောင့်မလို့ live show ကိစ္စတည်ရှင်းရှင်းပြောရင်တော့နိုင်ငံရေးနဲ့နိုင်ငံရေးနဲ့ကြီးကြီးမားမားကစားတဲ့ကစားကွင်းကြီးကစားကွက်ကြီးတွေမှာရောက်နေတာအဲ့ဒီကစားကွက်တွေမှာ PDF လေးတွေလည်းပုံးလေးတွေပဲပုံးမှာတက်သေးလေးတွေကျွန်တော်ရိုးချုံမှုပုံကျွန်လေးတွေဖြစ်သွားတာကျော်မင်းမင်းဒီမှာဘယ်လိုပဲပြောနေပါစေခိုးဆိုရင်မြောက်လိုက်ရနေပြတော့မှတရုတ်ကိုတိုင်းပြည်ကိုထိုးရောက်သွားတဲ့ဆိုတဲ့သဘောမျိုးကျွန်တော်တို့တွေ့ရတာပါနော် ဘာလို့လဲဆိုတော့ကျွန်တော်မျိုးပိုင်းညောင်ဖွဲ့တွေကိုဒီလိုမျိုးတော်လန်ထိုးဆက်ရှင်တွေရတန်းတော့အောင်တယောက်ကနေပြမစကောင်စီကိုကြောထောက်နောက်ခံလို့ပေးထားတာဖြစ်ပေမဲ့ကျွန်တော်ခုဆိုရင်တော်လိုက်တဖော်ဝင်နေကြတဲ့မှာလဲတည်င်းစစ်စစ်မှုတွေကတော်တော်လေးကိုနေတော့တာပဲဖြစ်ပါတယ်လှားရှုမျိုးကိုကျွန်တော်ကြည့်လိုက်မယ်ဆိုတော့စစ်ကောင်စီအနေနဲ့ဒီတယောက်ကနေပြမဒီလိုမျိုးပေါ့နော်နောက်ကွယ်ကနေပြမအပေးထောက်ခံမှုရလို့တာမျိုးရင်းကိုပြန်လဲဝင်ရောက်လာနိုင်တာပြမခုချိန်မှာဆိုတော့ ်လာရှိုးမျိုးဟာဆိုရင်တော်တော်လေးကိုအချိန်နေတည်မာနေတာပဲဖြစ်ပါတယ်ဒီကြောင့်မင်းပြောတဲ့စကားနဲ့ပတ်သက်ပြီးတော့မှချစ်ရှုနေကြတဲ့မျိုးဘာပြည်သူတွေရဲ့အမြင်လေးတွေကိုလည်းခြားပြီးခဲ့ကြဖို့ကျွန်တော်တွေလည်းကနေအားလုံးတောင်းဆိုပါတယ်ကဲကျွန်တော်နောက်ထပ်ဗီဒီယိုတစ်ပုဒ်အနေနဲ့စစ်ကောင်စီခိုင်မှုရဲ့ရဲတွေနဲ့တခြားစစ်ကောင်စီအရာရှိတွေကိုငပောက်ဝနဲ့ပြီးတော့မှဆုံးမပြောဆိုထားတဲ့ဟာလေကျွန်တော်တစ်ချက်လောက်ကြည့်လိုက်ရအောင်နော်အခုရှိမှမတရားလုပ်တာလေဥစ္စာပြောလို့ငါတခါလဲခင်ဗျအဲ့လိုပဲမှုရဲ့မှုရဲ့ကထောင်မဖမ်းဘူးနော် အဲ့တို့တို့ကမူရတော့မတည်ဘူးကဲမဟုတ်အရင်ကကမူရနဲ့လုတ်တယ်တက္ကမကြီးတရားထောင်ကြပါလေသူ့ပြည်တဲ့သူပြေးဆက်ပြီးသွားပြီပြန်လွတ်လာတယ်ဟောပြန်လွတ်လာတော့ငကဝဟာနာအဲ့မှာရက်သားရက်မူရနဲ့ထောင်ဖမ်းတယ်နာမည်ပြတ်တော့ဗာပြတ်တယ်မူရကနာမည်ပြတ်တယ်အဲ့အဲ့တက္ကမကြီးဆိုလို့ရှိရင်ဥစဉ်နာမတည်ရင်ထောင်ပစ္စည်းလက်ဆုံးရှုံးမယ်ရှင်းချောက်ကလည်းခံအောင်မယ်ဒါမျိုးတွေဒါမျိုးကြီးလည်းရှိဒါမျိုးကြောင့်ဥစဉ်တော့ကိုမဆိုင်ဘူးဆိုတော့တည်မပြောတယ်မှုဆိုတော့တည်ပြောတယ်လုတ်တယ်ဒီလိုပြောရင်ဥစဉ်ကိုမုံမယ်ဆိုတော့တည်တယ် အဲ့ဒီခုလိုထောင်ဖမ်းတဲ့လူတွေထောင်လုပ်တဲ့လူတွေလူနဲ့ပေါင်းစားလို့ရတယ်ငါလည်းမပေါင်းနိုင်ဘူးဒါအမှန်တရားအတွက်ပဲလေအမှန်တရားအတွက်ပဲဒါကြတယ်လေအဲ့မူရည်တွေကိုဖျက်ဆီးရတယ်အပြင်းလူတွေဖျက်ဆီးရတာရှိတယ်ပြန်နော်မူရည်ရဲတွေကိုဖျက်ဆီးရတယ်အပြင်းလူတွေကရှိတယ်ဘုံဖဲနဲ့အမဘယ်လိုရှိတယ်မဘယ်လိုရှိတယ်ဒါလိုရှိတယ်တကယ်လုပ်တဲ့သူကြမိချင်မှမိတာဗာမျိုးတွေလည်းအများကြီးရှိဒါဥစဉ်တို့ကအမှန်တရားအတွက်ကိုဒါပြောတာထုံနေကြတာပဲဥစဉ်တို့ကစီရှိမြေပြင်နေမှာဖြစ်တယ် နိုင်ငံရေးနဲ့ပတ်သက်တဲ့အရာတွေဖြစ်တဲ့ကိုကကိုယ်တိုင်ကကိုယ်တိုင်လည်းရှေ့မှာအစိုးတက်မလို့သားတွေလည်းဥစဉ်အောင်ချီညိုတဲ့တက်မလို့သားတွေအများကြီးပဲလေးစားတဲ့တက်မလို့သားတွေအများကြီးပဲဘုရုပ်တရားတော့ချီညိုမှာမဟုတ်လေဘုရုပ်တရားချီညိုမှာမဟုတ်လေးစားမှာမဟုတ်ဘူးဥစဉ်နဲ့ဒါတော့တည်တယ်နော်ဥစဉ်ချီညိုတဲ့ဥစဉ်နဲ့အစဉ်ပြေတဲ့ဘုရုပ်ဆိုလက်ချိုးတွေလို့တော့ရောက်မှာပြည်တော့ရောက်မှာပြည်ဥစဉ်ကလည်းဒီဘုရုပ်တွေကိုထောက်ခံတာမဟုတ်တိုင်မှုတွေကိုထောက်ခံတာတိုင်မှုတွေကိုဝိုင်းရံပေးတာမဟုတ်စေဖို့ရကြီးတွေကိုဝိုင်းရံပေးတာမဟုတ်တက်မလို့သားတွေကိုဝိုင်းရံပေးဘာကြောင့်တက်မလို့သားတွေကိုဝိုင်းရံပေးရလဲနိုင်ငံတော်အတွက်မဟုတ်ကြောင့် ဘာသာဒါနာအတွက်မို့ကြောင့်လက်တလုံးဒီတိုင်းမျိုးကိုငြိမ်းချမ်းတည်ဆောက်ဖို့အတွက်ငြိမ်းချမ်းအေးချမ်းအောင်လုပ်ပေးနေတာတခုတည်းတော့အရာကိုလက်ညှိုးထိုးပြပါဆိုရင်တတ်မတော်မှလွယ်ချပါမှမရှိဘူးပြောလိုက်လေကြည့်လေချင်တဲ့ငါပေါ်တော့အခုလိုမျိုးမွေရရတွေကတော်တော်လေးကိုကျင့်ပြတ်ချစားနေတာကတချို့ပြည်သူတွေအကြောင်းဆိုတဲ့ပုံစံမျိုးနဲ့ပြောဆိုထားတာပေါ့နော်တကယ်တမ်းကျတော့အဲ့လိုမျိုးမွေရရတွေနဲ့ကျွန်တော်စစ်ကောင်စီခန့်အုတ်ကြီးတွေပြူစော်ထီးတွေဟာဆိုရင်ပြည်သူတွေပုံမှာဆလေးရုံမာနေတော့မှဖြစ်ပြီးတော့မှခိုးဆိုလူနိုင်ညမြတွေကိုလည်းဆက်တိုက်ကျွလွနေတဲ့အုပ်စုတွေပဲဖြစ်ပါတယ်သူတို့ကိုယ်တိုင် ကြီးမှုဥဆောင်ပြီးတော့မှပါနော်မျိုးမျိုးငပေါတော့အိုးစုတွေကိုယ်တိုင်ကနေပြီးတော့မှလဲပူပေါင်းပြီးတော့မှလှုပ်ဆောင်နေကြတာမို့လို့ကျွန်တော်တို့မျိုးကြီးပြကြီးတွေမှာတောင်မှတော်တော်လေးကိုဖိတူတွေဒုက္ခရောက်နေတယ်ဆိုတာအားလုံးလည်းသိတာဖြစ်ပါတယ်ဟုတ်ပြီကျွန်တော်နောက်ထပ်ဗီဒီယိုတပိုးအနေနဲ့တော်လန်ပြတာသားတို့ဖြစ်တဲ့မာတတဲကနေပြီးတော့မှကျွန်တော်နေပြည်တော်နဲ့အနည်းဆုံးနေရာကိုတော်လိုင်းရဲတပ်ဖွဲ့ဝင်တွေရောက်ရှိနေပြီဆိုတဲ့အကြောင်းကိုတရင်ကောင်းလေးပြောဆိုထားတာပဲဖြစ်ပါတယ်။သူဘယ်လိုမျိုးတွေပြောထားမလဲဆိုတာကျွန်တော်စစ်ပြီးတော့မှကြည့်လိုက်ရအောင်နော်။ စီရီယံပူကြီးတယောက်ပြောတာပေါ့နော်နေပြည်တော်ရဲ့ -20 လောက်တာအကွာဝေးရှိတဲ့နေရာမှာကျွန်တော်တို့ဗီဒီယိုရေးဖို့လေစစ်စေးပြုလုပ်ကြတယ်စစ်စေးပြုလုပ်ကြတဲ့အချိန်ဟာလည်း၃နိုင်လောက်ကြတယ်ပေါ့နော်ဒီ၃နိုင်လောက်ကြတဲ့အချိန်မှာစစ်ကောင်စီဘက်ကနေဒီတုံတရားလိုက်လံပစ်ခတ်တာမျိုးကုကံတာမျိုးမရှိခဲ့ဘူးတက်ခတ်တာမျိုးမရှိခဲ့ဘူးဆိုတော့ကြောက်နေတာပေါ့နော်စစ်ကောင်စီရဲ့နောက်ဆုံးဟို ဟိုလုံကြုံရေးကိုအသေးအတန်တိုးမြင့်ထားတဲ့နေရာဖြစ်တယ်နောက်ဆုံးတိုက်ကပ်ဖြစ်တယ်ပေါ့နော်နေပြည်တော်တို့ရန်ကုန်တို့ပေါ့ရှင်တော့မန္တလေးအပောင်းလေးပေါ့နော်ဒါပေမဲ့နေပြည်တော်ကတိကနေပြီဖြစ်တယ်ပေါ့အဲ့တော့အဲ့လိုနေမျိုးမှာမိုင်းတစ်ဆယ်လောက်တော့ကဝေးရနေရမှာ PDF ရေးပေါ့ဒီတော်လိုင်းတစ်ခွက်ကြီးရောက်နေတာစိတ်ကောင်းစရာမသိတာလားဒါမှမဟုတ်ပြများနေရလားပေါ့နော်ချုပ်ချက်ထက်နေရလားပေါ့ဘာတွေလုပ်လို့ဘာတွေကံရမှမသိလို့တဲ့အချိန်ကိုင်းမိလက်မကိုင်းမိအချိန်နေမျိုးကိုဖြစ်နေတာလားဒါမှမဟုတ်သူ့ရဲ့အတွင်းထဲမှာဘာတွေဖြစ်နေတယ်ပေါ့နော်တခုခုတော့တခုခုပဲပေါ့နော်ဒါနောက်ခုကပြည်သူစီကတည်င်းမရတာလည်းဖြစ်နိုင်တယ်အเจ้าအเจ้าရရပါလေဆိုလို့ရှိရင်ဒီ ငလေလောက်ခတ်သွားတဲ့အပေါ်မှာနေပြီးတော့မှအများကြီးထိခိုက်ပျက်စီးဆုံးရှုံးမှုတွေဖြစ်သွားတယ်။အဲ့ဒီပုံမှာလည်းဒီအလောင်းတွေကိုပေါ်ပေးတာမျိုးနော်ဒီအချိန်မီအသက်ကယ်ပေးတာမျိုးတွေနေပြီးတော့မှရှိနေတဲ့လူတွေကဒီဟိုချက်အုပ်စုကမလုပ်ပေးခဲ့ကြအောင်မလုပ်ပေးခဲ့ကြပါနဲ့။အဲသူတို့ဒီတခြားနေရာတွေနဲ့ဒီတခြားနိုင်ငံတွေကိုခွက်ခေါက်တာလောက်ပဲသူတို့အယုံဆိုင်ပြီးတော့လုပ်နေကြတာဖြစ်တဲ့တော့အဲ့ဒီထဲမှာရှိနေတဲ့ပြည်သူတွေကလည်းတော်တော်လေးဟိုမှာစိတ်နာသွားတဲ့အခြေအနေမျိုးမြင်တွေ့ရတယ်ပေါ့နော်။တရင်းတွေလည်းဖုံးထားတယ်ပေါ့။သူတို့ငကူတွေကမှဟဟလာဘောမှဆိုတဲ့ဒစိတ်ကိုချက်ချင်းနဲ့ခံယူကြတော့သူတို့အပြင်းနဲ့သူတို့လည်းတရင်းမထုတ်ရဘူးမအော်ရဲမပြောရဲကြဘူးရှင်။အဲ့လိုနေထားမှုဖြစ်တဲ့အတွက်ကြောင့်ဒီတရင်းတွေကို PDF တွေနေပြီးတော့နားရောက်လာတယ်ဆိုတဲ့တရင်းတွေကို ဗီဒီယိုချီကမရတာလည်းဖြစ်နိုင်ရေပေါ့နော်ဒါတော့ခံမှန်းကြည့်ရပါဘောတဲ့ခါကျတော့အဲ့ဒီအချိန်မှာပဲကျွန်တော်တို့ဒီကျွန်တော်တို့ရဲဘော်တွေနော်ဒီစစ်စေးပြုလုပ်နေတဲ့အချိန်မှာပဲပုံမှုတရားအောက်ပါဝင်တက်ကြမြောက်ကိုဖမ်းမိတယ်ဖမ်းမိတာကလည်း အာဒီတို့ရှိမှာပါလာတဲ့လက်နက်ခဲရန်တွေအပါဝင်တို့ရဲ့ပစ္စည်းတွေအားလုံးဟာနော်ဖုန်းတွေလည်းအများကြီးပါတယ်လို့ပြောတယ်အဲ့တော့အဲ့ဒီပစ္စည်းတွေရတန်ဘောကသိန်း1000ဝန်းကျင်လောက်ရှိတယ်လို့ပြောတယ်ပေါ့ရှင်နော်အဲ့တော့အရှင်ဖမ်းမိတယ်ပေါ့အဲ့ဒီအရှင်ဖမ်းမိတဲ့တည်င်းကိုစစ်ကောင်စီကဘလို့ထုတ်ပြန်ထားလဲဆိုလို့ရှိရင်ဒီ3ယောက်ကိုစစ်ကောင်စီဘက်ကနေလိုက်လံပစ်ခတ်လို့တေသွားတယ်လို့ထုတ်ပြန်ထားတယ်ရှင်အဲ့တော့တော်လေးဘက်ကအဖွဲ့တွေကလည်းပြန်ပြီးထုတ်ပြန်ထားတာဒီလူတွေကသူ့ရဲ့လက်ထံမှာရှိနေတယ်ဆိုတဲ့အကြောင်းကိုပြန်ပြီးထုတ်ပြန်ထားတာတွေ့ရတယ်အမှန်တမ်းမှစိတ်ဝင်စားကြလဲကောင်းတယ်နောက်တစ်ခုကဒီဘုံမှု3ယောက်ဟာဘုံမှုအပါဝင်တက်ချက်2ယောက်ဒီ3ယောက်ဟာဒီလမ်းကိုလာမယ်ဆိုတာကိုတည်င်းပေးတာကနေပြည်တော်မှာရှိနေတယ် ဘယ်ဒီကတင်ပေးတာဖြစ်ပါတယ်ဒီတင်ပေးမှုအပေါ်မှာ PDF တွေကလည်းအကျိုးရှိရှိ TDF ရောက်အသုံးချလိုက်နိုင်တာတွေ့ရအင်မတမပေးယူများတယ်ပေါ့ရှင်ဆိုတဲ့ခါကျတော့ပြည်သူရှိရတင်မရတာကိုလည်းစစ်ကောင်စီကရင်ဆိုင်နေရတာဖြစ်တယ်လို့သူ့ရဲ့အတွင်းထဲမှာလည်းနော်စစ်ကောင်စီအနေနဲ့ကျင်းတက်ဆက်ပေါက်ပေါ့ရှင်တက်ဆက်ပေါက်တွေရှိနေတာဖြစ်တဲ့အတွက်သူတို့ကဘလို့တွေပဲစူးစမ်းနေစူးစမ်းနေသူ့ရဲ့ရှုံးဝဲတွေကိုပဲကျွန်တော်တို့ကမြင်ရမှာကျွန်တော်ပြည်သူတို့ကမြင်ရမှာဖြစ်တယ်ပေါ့နော်ဒါကျွန်တော်တို့2025မှာမြင်လာရနိုင်တဲ့အနေအထားမျိုးရှင်ဒီမှာမှတဲတဲပြောထားသလိုပဲနေပြည်တော်နဲ့အနည်းဆုံးနေရာတောင်မှကျွန်တော်တို့ တော်လိုက်တဖို့ဝင်ရတယ်မြို့တော်မှာဒီစကောင့်စီကကပါစာအရာရှိတယ်ဘုံမှုတွေကိုဖမ်းဆီးနိုင်ခဲ့တဲ့တရင်ပေါ်မှာတောင်းနေမြို့တော်မှာတုံတပ်ပြောဆိုထားတာဖြစ်တဲ့အခုလိုမျိုးကျွန်တော်တို့ပြည်သူတွေဘက်တာမကစကောင့်စီရပေါ့နော်စစ်တပ်တမိသားစုဝင်ကြတဲ့ကနေမြို့တော်မှာဖျားသည့်တချို့ကနေမြို့တော်မှာတရင်တွေလည်းပေးပို့လာတာမလို့မျောလင့်တို့ဆိုတာဆိုရင်တော့စော်စော်လေးရအကျက်ရိုက်နေတာမြို့တော်မှာပြည်သူတွေမျောလင့်ထားတဲ့အချိန်မှာ2025ခုနှစ်ဟာဆိုရင်တော့သူတို့ရဲ့ကြဆုံမဲ့နှစ်ဆိုတာကျွန်တော်ချင်းတွေပြောလို့ရနေတာဖြစ်ပါတယ်မြောက်လိုင်းနေတဲ့လိုမျိုးပြပခွင့်ရတဲ့ပြည်မှာပြည်သူတွေပုံမှာဆက်လက်ရုံးမဖို့စူးစမ်းနေဦးမယ်ဆိုရင်တော့ သူ့ကိုပေါ့နော်ကျွန်တော်ဘက်ကနေပြီးတော့မှအသေးအရအရှင်ရရနေပြီးတော့ထိမြေလံပြီးတော့မှပြခတ်ရှင်းလေးရမယ်အနှိတ်ထိုင်ရုံတွေကျွန်တော်ခုကတည်းကမြင်လို့တွေးလို့ရနေတာပဲဖြစ်ပါတယ်ဆိုတော့ကျွန်တော်ဆုံးဗီဒီယိုသဘောနေနဲ့စခွေးပေါ်မှာယောဂတွေကိုဆုံးမလေးရှိတဲ့ဥကြွားနေပြီးတော့မှဒီတစ်ခါမှရောလာရှိုကိစ္စနဲ့ပတ်သက်ပြီးတော့မှဘယ်လိုမျိုးတွေပြောထားမလဲဆိုတာကျွန်တော်တစ်ချက်လောက်ချစ်လဲရအောင်နော်တစ်ချိန်လုံးကတော့နော်ဆက်သွယ်ရေးတွေဘာတွေဘာတစ်ခုမှမရှိခဲ့ဘူးနော်အဲ့ဒီအချိန်မှာပြည်သူတွေက 你先睁眼，拿着眼来，喏，阿爹娘的抹布脸红，露开了，阿那先干涩涩的，这个脸，美女，阿那先我，俺们就下面美女趁你露了，嗯，美女下面美女趁你露了，啊 <noise>，一、一、个露开了，那好了，内温度、脏水都出来了，鼻头，好了，阿爹娘的抹布脸红，被憋黑了，鼻头里也面湿的，鼻头里也拿的，鼻头里也不塞的，阿哥，山阿，哦，露开了。 အေးဒီကနေ့ဒီဖက်စစ်ဂျပုအာနာရှင်ကတော့လွယ်သလားခက်သလားယာမလို့ပဲမင်းတို့မေးရမယ်ဟင်လွယ်သလားခက်သလားအာနာသိလေဆိုတာလွယ်သလားခက်သလားမင်းတို့မေးခွန်းထောက်မှာနော်မင်းတို့မေးခွန်းထောက်တာနော်အခုတကိဒီကနေ့ကျွန်တော်မြန်မာနိုင်ငံသူနိုင်ငံသားပြည်သူပြည်သားတွေအားလုံးကလည်းဒီခွေးမသားတွေကိုဒီတော်လိုင်းရဲ့အတူ 喏，把我们国家嘛，把将来路走通啊，先别嘛，喏，哎咯，第二那先，快马快的的速呢，哎，你我人皮呢跑的嘛，一下嘞，好了，哎，啊油盖子速，明个听下南方话，喏，俺路那那一股路线嘛，俺那先也来阿五江洋里的青马龙，啥样的吧噶，好了，我那边咯，俺路公路你来熬过吧，他要他包你了，喏。 အရင်ရှင်ကိုလိုနီလက်အောက်ကိုထပ်ပို့တာအာနာရှင်လက်အောက်ကနေတခါအရင်ရှင်လက်အောက်ကိုထပ်ပို့တာဘာကြောင့်အဲ့ဒီစကားပြောရလဲနော်မင်းတို့သိမှာပါနော်အခုတရုတ်ဆိုရင်နော်မင်းတို့မနေ့ကလည်းငါပြောပါတယ်တနတ်တစ်ချက်မှဖောက်ဝဲနေလားရှုံးမှာမမိတ်ရုံငန်းလာဖွင့်ပြီးတော့မင်းတို့ control လောက်တာ control အဲ့နွားတွေအဲ့မှနေနော်ဒီဘက်နွားတွေကဒီဘက်မှနေ အေးအစစ်စစ်နေနော်မနေငါပေါ်စားဖြစ်မယ်တဲ့လားတရုတ်တွေကအဲ့လိုမင်းတို့ကိုလာပြီးတော့လုတ်တာလားမင်းတို့ပြောတော့မင်းတို့စစ်တပ်ရဲ့သမိုင်းဆိုတာအစင်လာလည်းရှိခဲ့တာဆိုမေးလို့ရင်ဟင်ပမာလည်းအစင်လာဘာအစင်လာလဲမင်းတို့ရှိခဲ့ကမရင်နေဆိုရင်ကွာနော်ကိုထီကိုနန်းနဲ့ကိုပြည်သူနဲ့ကိုမင်းနဲ့ကိုအုပ်ချုပ်နေတဲ့ခေတ်ဦးကျော်ပြောတာလည်းမှန်တယ်နော်တေချာလေးစဉ်းစားကြည့်မယ်ဆိုတော့ ကျွန်တော်ပြည်သူတွေလိုမျိုးခက်ကြုံတွေးနေရတဲ့အချိန်မှာတယောက်ကနေပြီးတော့ခွင့်ကောင်းယူပြီးတော့မှစစ်ကောင်စီကို blind ကြီးပေါ်တင်မကောနော်ခုလိုမျိုးထောက်ပံ့ပေးလိုက်တယ်ပြီးတော့မှတော်လိုင်းရဲ့တဖို့ပုံတွေကိုပုံမှာသူကနေပြီးတော့မှဖိနှိပ်မှုတွေစတင်လှုပ်ဆောင်လာတာဖြစ်တယ်။လာရှိုးမျိုးอ่ะဆိုတော့ဒီတယောက်အထူးဖွဲ့တွေအခုအချိန်ထိရောက်ရှိနေတော့မှဖြစ်ပြီးတော့မှသူတို့အနေနဲ့ကတော့လေစစ်ကောင်စီနဲ့ MND ကိုစောင့်ကြည့်နေတော့မှဆိုတဲ့ပုံစံမျိုးနဲ့အခုမျိုးကျွန်တော်မြန်မာပြည်ထဲကိုဝင်ရောက်ပြီးတော့မှဆွဖက်လာတာပဲဖြစ်ပါတယ်။ပြီးသူတရလုံးအနေနဲ့ဒီလိုမျိုးကျွန်တော်တော်လိုင်းရဲ့ပုံမှာထိထိရောက်ရောက် လုဆောင်ပေးမှုတွေမရှိဘဲနဲ့ဝင်ရောက်ပြီးတော့မှာပေါ့နော်အချိန်လေးစိုးတက်ထစ်စောင်းလုဆောင်နေတဲ့တေးကိုစိုးရောက်စမ်းချင်ကောင်းဖို့လုံနေတဲ့ဆိုတဲ့အကြောင်းလဲကျွန်တော်ကြားနေရတာမလို့ပြီးသူတရားလုံးအနေနဲ့ကတော့တော်လိုင်းရေးတဖို့အနေနဲ့သူဒီတော်လိုင်းမှာအဆုံးစွန်ဒီစက်ကောင်စီကိုအ мян ဖြိုချဖို့လုံနေတယ်ဆိုတာကျွန်တော်တို့တွေ့ရတာပဲဖြစ်ပါတယ်ပြီးပအရန်တွေကနေပြီးတော့မှကျွန်တော်အခုလိုမျိုးဘေးဒုက္ခတွေကြုံတွေ့နေတဲ့အချိန်မှာစက်ကောင်စီအနေနဲ့လဲပြီးသူတွေပေါ်မှာဆက်လက်ယုံမှမို့တဲ့တပြက်မှုတွေနေတိုင်းလုဆောင်နေတာမလို့ကျွန်တော်အနေနဲ့ပေါ့နော်ဒီတော်လိုင်းမှာဆိုတော့ ဗီဒီယိုတရလုံးအနေနဲ့ထက်ထက်ဝင်ပူပေါင်းပေါ်ဝင်ပြီးတော့မှဆီမပြအောင်မရောပဲနဲ့အဆုံးစံတိတွားကြပါဆိုလို့ပြောရတဲ့ကျွန်တော်ဒီနေ့ညဗီဒီယိုကိုဒီနေ့မှာပဲဆုံးသက်ချင်ပါတယ်။စာဆုံးကျေးဇူးပေးကြတဲ့မြို့ပါဗီဒီယိုများလုံးထူးခြေဆုတင်ပါတယ်။အားလုံးပဲစိတ်ချမ်းသာကိုယ်ကျေးဇူးချင်တဲ့ဖေးဆုံးပြီးတော့မှတရားရေးချင်တဲ့ညလေးပန်ဆိုင်ကြပါစေလို့ကျွန်တော်ဒီနေ့ကလည်းဆုမကောင်းတောင်းပေးလိုက်ပါတယ်။